ကြာသာပတင်းနေမွေးသူအလုံးမင်္ဂလာပါ2025ဇူနာ6ရက်နေ့နေ့14ရက်နေ့တော်တွင်မှာလက်ပွင့်မယ်ကံကောင်းမယ်လိုရာပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်ငွေကြေးကံကောင်းမယ်အလောက်ကန်စီးပွားတိုးတက်မယ်ရှင်ပြိုင်မှုမသမျှအောင်မြင်မယ်ရှင်ဆွေဘဝနေ့ပုံမြင့်တဲ့နေ့တော့ကိုပြောင်းတိုးတက်ပြီးတော့လိုရာစံတတ်မှန်သမျှကိုတိတိကျကျခံရမှမှာလက်တွေ့ကျကျလောက်ကန်ကြိုးပေးလိမ့်မယ် လုပ်ငန်းဝင်ငန်းသူတွေဝင်ငွေလုပ်ငန်းတိုးတက်မယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေရင်းနှီးမြှုပ်နှံမြန်မာကောင်းသောကျိုးမြတ်ရမယ်ဒီကာလအတွင်းဆုံးဖြတ်ချက်တွေကိုမှန်မယ်ပညာရှာသူများလိုရာပြည့်စုံမယ်ရှင်းရက်နေ့အရာရာဆင်ပြေပြီးတိုးတက်တဲ့နေ့ကိုယ့်ရက်နေ့ရံပတိဘက်ကရင်နဲ့ကြုံမယ်ဆယ်ရက်နေ့အဟောင်းတွေသိပြန်ဖြစ်မယ်ပြဒနာဟောင်းတွေဖြစ်ရှင်းနိုင်မယ်ရပိုင်ခွင့်ဟောင်းတွေပြန်ရမယ်၁၇ရက်နေ့ထူးထူးခြားခြားပြဒနာနှစ်ခုဖြေရှင်းပြီးအစီအပြေသွားနိုင်တယ် တပြိုင်တည်းတည်းတစ်ခုနဲ့မကလည်းလုပ်ကိုလုပ်လို့ရတယ်။စနေရက်နေ့တပားသူအောင်းအောင်းအောသောင်းလုပ်နိုင်တယ်။မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စကိုဖြစ်အောင်လုပ်လို့ရတယ်။ဆက်သောရက်နေ့မှာ နာယေကိစ္စအခက်ခဲကိစ္စတပားသူကြမ်းမိုက်ကိစ္စတွေလိုက်လံကူညီရတတ်တယ်။ဆက်လေးရက်နေ့မှာ ပေါ်ပေါက်လာတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုယ့်အတွက်အထူးတလည်ကောင်းတဲ့နေသားကိုရရှိမယ်။ဒီကာလအတွင်းဂျူလ၁၀ရက်နေ့မှာထူးခြားတဲ့စွမ်းသက်တည်းနှစ်ခုရှိနေတယ်။ ဂျူနာစင်ရဲ့နေရနေုံလားပြင်းနေတဲ့တိုင်ဆိုင်နေနေုံလားပြင်းနေဟာပဒောက်ပင်ဆယ်ပြိုးရတဲ့နေဖြစ်တယ်ပဒောက်ပင်ကိုဆယ်ပြိုးခြင်းဖြင့်ထူးထူးခြားခြားကောင်းတယ်တနှစ်မှမှတည့်ရဲ့ပဒောက်ပင်ကဒီရက်မှဆက်ရင်တကိုးရှိတယ်ခြံဝင်းရှိတဲ့သူတွေခြံတောက်နေတော့မှပဒောက်အကိုင်းနဲ့ထိုးပြီးဆိုက်လိုက်တခိုးတမြရကင်းတယ်အန်ဒီအကင်းဘေးရှင်းတယ်ဘေးဥပကင်းတယ်အိမ်နေမှာလည်း အိုးနဲ့ဖြစ်စေမြေမှာဖြစ်စေနေရာခက်ခဲရှိရင်လည်းစိုက်ထားပေးပါ တပည့်အပင်ကြီးလာရင်တော့ဘုန်းကြီးကျောင်းတူလိုက်ပေါ့ရှိသမျှကာလပတ်စိုက်ထားသမျှကာလပတ်လည်းနေကင်းတယ်နောက်ဆယ်ရက်နေ့ဂျုံညက်ထူးခြားချက်တခုကလာပြင်းနေနေငါနေနေတိုက်တယ်လာပြင်းနေနေငါနေနေတိုက်ရင်လက်ခေါ်လက်ကောက်လက်ပွင့်စေတဲ့အစီရင်ညနေ3နာရီချိန်မှာဇီးပင်ရဲ့အရှိတောင်ကိုင်းကဇီးကိုင်း ခဲတာလုံးသားသားလက်ညှိုးလက်မသားသားခိုင်းကိုဖြတ်ရှစ်လက်မလျားဖြတ်ပြီးအခေါက်ခွာ ရွှေရောင်တုတ်ပြီးအလုံးနေရာဝင်းကျင်နေရာမှာ ထားထားလိုက်ပါရောင်းကျင်တာရှိတို့ပြီးအ мян ထွက်စေဆိုရောင်းရောင်းကောင်းဝဲကောင်းဈေးခေါကောင်းနဲ့အစီရင်ရလက်တွေ့ဆန်းသက်နိုင်လေဒီကလာတော်တွင်မှာအဓိကလူတွေနဲ့ဆက်ဆံတဲ့ကံမှာ တနင်္လာအင်္ဂါဗုဒ္ဓနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေစနေဒုက္ခပေးတတ်တယ်ရှစ်ကိုခွန်ကနန်းနေကျိုးပေးတယ်အပြာရင်ရောင်မိခွရောင်နဲ့ပြောင်းနေသုံးရမယ်ရွှေရောင်တွေ့ချိတ်တစ်ခုနဲ့ငွေရောင်တွေ့ချိတ်တစ်ခုနဲ့တစ်ခုချိတ်တွေ့ပြီးပဲဆိုင်တဲ့ထဲဆောင်လိုက်ပါထူးခြားစွာကောင်းလာပါမယ်ယေရှုတည်းမှာ